အကောင်းဆုံးရုပ်ရှင်ဇာကားစု Heart and Soul ရုပ်ရှင်ဖြန့်ချီရပါသို့လို့ဒီမှာအာရန်ရေအေဝရေဓာတ်တရေဇာကားဖြစ်ပါတယ် academy ဆိုတာပါလေရုပ်ရှင်ထူးချွန်စုလို့တော့ပြောကြတယ်တော်ရက်တက်တဲ့လူကိုစုချင်းမြင်လာလားတော်ရက်တက်တယ်ဆိုတာဘာကိုပြောတာလဲစမင်ဘွဲဖြစ်လို့အောင်းနိုင်တာလားမြန်မာနိုင်ငံရဲ့ academy ရွှေစင်ရုပ်စုဆိုတာကနာမည်ကြီးမင်းသားမင်းသမီးအများစုရဲ့လက်ဝယ်မှာပိုင်ဆိုင်ထားတဲ့ စုတစ်ခုဖြစ်တယ်။အောင်မြင်တဲ့မင်းသားတော်တော်များများကလည်းပိုင်ဆိုင်ထားတယ်။ရှေးရခေရခင်ကလေးကနှစ်ပေါင်းများစွာအစဉ်တစိုက်ပြုလုပ်လာခဲ့တဲ့ဂရမီပေးပွဲပြိတ္တချားထဲမှာစိတ်ဝင်စားမှုကတော့နှိမ့်တချီမြင့်တလက်ဖြစ်နေတဲ့အရာတစ်ခုဖြစ်တယ်။အရန်ပြောရတဲ့ကာလတွေရှိတယ်။မရလောက်ဘူးလို့ထင်ရတဲ့သူတွေရာသွားကြတဲ့အခွင့်အရေး တခါလေကြတော့လေအားလုံးရဲ့ဝန်ပန်းတတာဖြစ်ပြီးတော့မှစူပေပွဲပြောရှင်ကြတဲ့စူပေပွဲနောက်တစ်ခုကတော့နတ်ကြီးရဲ့တဲ့နတ်ချင်းမရမယ်အကယ်ဒမီတဲ့ ဒီနေ့မှာတော့စိတ်ဝင်စားစရာအချို့အခွင့်အပြောင်းလဲတွေနဲ့ပြည့်နှက်နေတဲ့2010ခုနှစ်ရဲ့ဆက်ဆက်နေတဲ့ Academy ပေးပွဲအကြောင်းကိုပြန်လည်ပြီးတော့မှဒန္ဒတတိယပြန်ပြောင်းအောင်မိတ်တင်ဆက်ပေးလိုပါတယ်2010ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့စစ်အုပ်ချုပ်ရေးကနေရွေးကောက်ပွဲကျင်းပပြီးတော့မှဒီမိုကရေစီစနစ်တစ်ခုကိုစတင်ခဲ့တဲ့ခုနှစ်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီခုနှစ်အတွက်အကယ်ဒမီစီရင်ဝင်တဲ့ရွေးရှင်ဇာကားတွေကိုစုချီးမြှင့်တဲ့စုပေးပွဲကိုတော့2022ခုနှစ် February လမှာကျင်းပခဲ့ပါတယ်။အဲ့ဒီနှစ်ရဲ့အကယ်ဒမီစူပေးပွဲမှာအကောင်းဆုံးဇာတ်ကားဆုအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုရရှိခဲ့တဲ့စကားကတော့အာတန်ရဲ့အေဝရဲ့တတ်တာရဲ့ဆိုတဲ့ယုံတင်စကားပဲဖြစ်ပါတယ်။ဒီစကားဟာကယ်မီဆူရယုံတင်မကပဲနဲ့ရုပ်ရှင်လောကရဲ့အချိုးကွေတစ်ခုကိုပါကိုစားပြုခဲ့တဲ့ဝငွေဆန်ချိန်တင်ခဲ့တဲ့ရုပ်ရှင်စကားတကားဖြစ်ပါတယ်။ဒီစကားဘာလို့အောင်မြင်တာလဲ။ကျွန်တော်တို့ရဲ့အဖြေရှာကြည့်အောင် ါ့ကိုနမ်းပါလားမနမ်းဘူးလားပြောမင်းမနမ်းရင်ငါနမ်းပါနော်ခမားကလူစိတ်ကောရှိသေးရဲ့လားထင်စီငွေလောက်ခမားလှုပ်ချင်တိုင်းလှုပ်လို့ရမယ်တက်မဲ့ပြစ်စီမဟုတ်ဘူးမင်းကချက်ပါတယ်လို့ဝေခံထားတဲ့ငါချစ်သူမင်းရှိမှလည်းငါကြောက်နမ်းပြအေးမင်းမနမ်းရင်ငါနမ်းပါတရုတ်ဆောင်ဖြစ်တဲ့အမှုပညာခရီးလမ်းကိုစတင်လာခဲ့တဲ့ဒရိုက်တာဝိုင်းဟာ writer ဘဝအနေနဲ့တော့ VCT ခင်မှာ VCT director အနေနဲ့အာမြင်မှုရရှိလာပြီးနောက်ပိုင်းမှာ video စကား DVD စကားတွေကိုစတင်ပြီးတော့ရကူလာခဲ့ပါတယ်။သူ့ရဲ့ပထမအဆုံးစကားကတော့ DVD စကားဖြစ်တဲ့အိမ်မက်စင်ညွှန်းရာဆိုတဲ့အစိုးကျော်ဆိုင်ဆိုင်ခန်းလိုက်နဲ့မင်းသမီးအင်ဒရာဂျိုစင်တို့ပါဝင်ထားတဲ့စကားဖြစ်ပါတယ်။ဒီစကားနောက်ပိုင်းမှာ director Y ဟာ တခြားအာမြင်တဲ့ DVD စကား video စကားအစရှိတဲ့စကားတွေအများပြားကို ရိုက်ကူးနိုင်ခဲ့ပြီးတော့မှသူ့ရဲ့ပထမအုပ်ဆုံးရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ကတော့ကြောက်ဆဲ့ရေဆိုတဲ့မိခင်မြတ်တာဖွဲ့ဇာတ်လမ်းကိုစတင်ရိုက်ကူးခဲ့ပါတယ်။အာရန်ရဲ့အေဝါရဲ့တတ်တရဲ့ဆိုတဲ့ဇာတ်ကားဖြစ်လာတဲ့ဝတ္ထုစာရေးဆရာမပုံညခင်ရဲ့အချစ်တော်မဝင်ကပါဆိုတဲ့ဝတ္ထုကိုတော့ Rider Wine ဟာတယောက်ဆောင်ပြတူးနဲ့အတူတရောက်ဝယ်ယူခဲ့ပြီးတော့မှဝတ္ထုနှစ်ခုထဲမှာတစ်ခုကိုတော့ဗီဒီယိုစကားအဖြစ်ကျမရဲ့ပကုံးထက်မှာလိုက်ပြလေးနေခဲ့ဖူးရဲဆိုတဲ့စကားအမည်နဲ့ အောင်မြင်စွာရပ်ကူးနိုင်ခဲ့ကြပါတယ်။အလုံးနဲ့နောက်ထပ်ဝတ္ထုတစ်ခုကိုတော့ဆက်လက်ရပ်ကူးဖြစ်ရာကနဲ့အာတန်ရဲ့အေဝရဲ့တတ်တာရဲ့ဆိုတဲ့စကားဖြစ်လာပါတယ်။ဒီစကားကိုမူလက DVD အနေနဲ့ရပ်ကူးထားပေမဲ့ Director Wine ကတော့ Interview မှာရုပ်ရှင်ကားကြီးအနေနဲ့ကူပြောင်းဖို့အစီအစဉ်ရှိလို့ကိုတေချာအစီအစဉ်ရပ်ကူးဖြစ်တာလို့ဆိုထားပါတယ်။ DVD စကားဖြစ် Academy ရှင်းပုံနဲ့စကားဖြစ်စတင်ရိုက်ကူလာခဲ့ပေမဲ့တေချာပြောင်းလဲဖို့အစီအစဉ်ရှိတဲ့တော့ကြောင့်မို့လို့ တနာရီရကူးခါကိုဒေါ်လာနဲ့ရှင်းရတဲ့ signature စားတော့ဆိုင်မှာရကူးခဲ့တာဆိုပြီးတော့မှ Twitter ဝိုင်းကအတီလင်းဖြည့်ဆို့ထားပါတယ်။မူလပထမကမိုးတောက်ကျဲနေရာကိုဆန်းဆန်းခန့်လိုက်တည်ဆောင်ထားတဲ့နေရာကိုတော့တခြားတည်ဆောင်တယောက်ကိုရည်ရွယ်ထားခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒါဘာလို့ဖြစ်မလဲ။ဆိုတော့ဒီစကားဟာအမြင်ရတဲ့အကြောင်းရင်းတွေထဲမှာခစ်တစ်ခုကိုပြောင်းပေးနိုင်တယ်လို့ဆိုရတာကတော့ ဟာတာကားရေအမဒမအောင်မြင်တဲ့ကာလမှာရုပ်ရှင်ကားကြီးအကယ်ဒမီရှင်းဝင်ရုပ်ရှင်စကားကြီးအနေနဲ့ပြောင်းလဲပြစ်နိုင်တာကိုဆိုလိုတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီမတိုင်ခင်မှာ2005ခုနှစ်မှာ Blue 2006ခုနှစ်မှာ Modern အချစ်များရွှေမိုးတဲ့စတဲ့ဟာတာအသားပေးစကားတွေသာအောင်မြင်လာရကနဲ့2008ခုနှစ်အရောက်မှာတော့ Hot Shot ဆိုတဲ့စကားကစတင်ပြီးတော့မှဟာတာကားရဲ့ပုံစံတွေဟာ စာရင်းဆရာအကြီးတော်ရဲ့ဇလံအများစုနဲ့အတူတရုတ်ဆောင်အွန်လိုက်ချင်းလိုက်ဟာတာကားတွေသာပွဲဖြစ်ခဲ့တဲ့လူဝင်များခဲ့တဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့ဒီထဲမှာမှအာဒန်ရဲ့အေဝရဲ့တတ်တာရဲ့ဆိုတဲ့စကားဟာထူးထူးခြားခြားဝင်ဝင်ကောင်းခဲ့တဲ့အချိုးကွေဖြစ်ခဲ့တာပါ။2008ခုနှစ်မှာအောင်မြင်တဲ့ဝင်ဝင်ကောင်းဆုံးစကားတွေကအချစ်ကလန်းတဲ့ Hot Shot Academy Shot ဆိုတဲ့စကားတွေပဲဖြစ်ပြီးတော့နောက်ထပ်တစ်နှစ်2009ခုနှစ်မှာရုပ်တင်တဲ့စကားတွေထဲမှာလည်း ျှော်ရှိတဲ့အချက်များပြီးတော့ဟတ်တီတဲ့နောက်ထပ်ဟောရှော့နဲ့စားရစကားတွေအရပဲအောင်မြင်မှုအကြီးကြီးရခဲ့တာဖြစ်ပါတယ်။ဒါဝိုင်းရဲ့ဒရိုက်တာဝိုင်းဖြစ်စေခဲ့တဲ့စကားတွေလို့ပြောနိုင်တဲ့နှလုံးသားစီရင်ခံမိတင်စိန်လို့လည်းခေါ်ကြတဲ့ Financial Love ဆိုတဲ့စကားတွေကတော့ DVD ဖြစ်တာပွဲတိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာ ယုံတင်ရွှေရှင်စကားကြီးအင်မတန်မှကုန်ကျစိတ်များတဲ့ယုံတင်ရွှေရှင်စကားကြီးမှာရိုမန်စကားအောင်မြင်ဖို့ဆိုတော့ကတိတ်ကိုခဲရင်ခဲတဲ့ခါလာတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီတော့ခစ်ကဘလို့ဖြစ်နေလဲဆိုတော့ Academy အတွက် Drama မြန်မာ site မိပါမြတ်တာဖွဲ့ရောအနစ်နာခံတဲ့ဇာတ်လမ်းတွေရောရိုက်ကြမယ်။ဝင်ငွေရဖို့အတွက်ကိုတော့လူတွေအများကြီးပါတဲ့ဟာသာကားတွေရိုက်ကြမယ်ဆိုတော့ခစ်ဖြစ်ခဲ့တာပါ။ဥပမာကြည့်ကြည့်လိုက်ရအောင်။ မင်းသားနေတော်ပါမီတွန်းလာထာအပွားဟာတဒရာမာမောညာအိမ်မက်မြူကျိုးကြတောင်မှန်ခတ်တန်အကယ်ဒမီအတွက်မင်းသားပြတီဦးကြောက်တင်ပုံတွေမိုးထားတဲ့အိမ်ဟာတရှော့ရှိတဲ့ချစ်များဟာတအမေဂျေဆုဆက်ဖူးခြင်းနဲ့ဒရာမာဒီကြားထဲမှာဟာတနဲ့ဒရာမာရောပြီးတော့မှအကယ်ဒမီရောရရှိဝင်ဝင်လက်အတန်းသိရရှိခဲ့တဲ့အများနဲ့မသက်ဆိုင်သောသူတို့လိုမျိုးစကားလည်းရှိပါတယ်။ဒါနဲ့ဒါကရှားတယ်။ ရိုမန့်အချစ်စကားတွေကြည့်ချင်နေဆိုရင်ယုံတင်နာက Academy ဆင်းမွန်နဲ့မောင်အချစ်အချစ်အစ်တို့လိုစကားတွေရှိတယ်။တခြားဗီဒီယိုစကားတွေမှာအများပြားရှိတယ်။နောက်ပြီးတော့ခုနကဒရိုက်တာဝိုင်းရဲ့အမီနက်စကားတွေရတယ် DVD တွေပဲ။ အဲ့ဒီအနေထားမှာအာဒန်ရဲ့အေဝါရဲ့တတရဲ့ဆွဲစကားဟာအကယ်ရီမီစရင်ဝင်နဲ့ဖလင်ကိုကူပြောင်းထားတဲ့ရုပ်ရှင်စကားကြီးတွေနဲ့စတင်ယုံတင်လာနိုင်ခဲ့ပါတယ်။အရင်လိုပါဒမတယုံဆောင်တွေရဲ့မျက်နှာတွေကိုရုပ်ပုံပေါ်မှာစာဝန်ခံနေတဲ့ကတပ်ပုံတွေနဲ့ဖြန့်ညက်ကတ်ထားတာမဟုတ်ပဲနဲ့ပိုစတာဒီဇိုင်းအကြီးကတယုံဆောင်တုံးကြီးရဲ့ရုပ်ပုံတွေနဲ့အတူတခြား ထူးခြားတဲ့ promotion season လေးနဲ့လက်မှတ်ထိုးပွဲတွေဒါတွေပါအကုန်လုံး online ချင်းလိုက်လောက်လိုက်တဲ့အခါကျတော့ဒီစကားရဲ့အောင်မြင်မှုကတော့အထက်ထက်အထွတ်ထက်ဖြစ်သွားခဲ့ပါတယ်။ဒီသူတော်ကိုကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီကားလေးကိုဒါတာပြပြတည်ဦး။အေးဝါပြတတ်မှု RM ပြဆိုင်းဆိုင်းလို့ကျွန်တော်တို့အကောင်းဆုံးကြိုးစားထားပါတယ်။ဟိုဆိုင်းဆိုင်ဆိုလဲအရန်ကောင်းတယ်တက်မွန်ဆိုလို့ရှိရင်လည်းဒီကားမှာပြောစရာမလိုတော့အောင်ကိုစူးစမ်းထားတာတွေ့ရတယ်သူ့အတွက်မျော်လင့်စရာတခုခု ဖြစ်လာလိမ့်မယ်လို့လည်းကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အဲ့လိုဖြစ်ပါစေလို့လည်းဆုတောင်းတယ်အပထမဆုံးတမွန်ပြောချင်တာကဒီငွေလာတာဆိုတဲ့ဇက်ကောင်နေရာကိုရိုက်ခွင့်ပေးတဲ့ producer နဲ့ director ကိုဝိုင်းကိုအရင်ကျေးဇူးတင်ပါတယ်ဒီနေရာလေးမှာတမွန်နေရတဲ့အတွက်အရင်ကိုကျေနပ်ပါတယ်အရင်ကိုဂုဏ်ယူပါတယ်အဲ့အတွက်တကယ်ကိုကိုဝိုင်းတို့ producer တို့မခင်ဆန္ဒမြင့်တို့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တေးဥဆောင်တက်တယ်လို့ကျွန်တော်ကျွန်တော်မိကုံရန်ကုန် တရုတ်ဆောင်တာပဲဒါပေမဲ့ဒီကိုဝိုင်းရဲ့ကိုဝိုင်းရဲ့ပဲ့ပြင်မှုအောက်မှာကျွန်တော်တရုတ်ဆောင်ရတဲ့အတွက်ဒီဆက်ကအများကြီးကျွန်တော်အတွက်ပိုကောင်းလာတယ်လို့ထင်ပါတယ်အဲ့တော့ကိုဝိုင်းကိုကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်လည်းအတူတူလက်တွဲပြီးတော့တရုတ်ဆောင်ရတယ်ကျွန်တော်ကိုကူညီရယ်ကိုပြည်တီဦးရောမတ်သက်မွန်ရောကျေးဇူးတင်ပါတယ်ဒီဆက်ကကိုရုံတင်ခဲ့တာကတော့ဇူလိုင်လတရက်နေ့2021ခုနှစ်မှာရုံအများပြားကိုစတင်ရုံတင်နိုင်ခဲ့တာဖြစ်ပါတယ် ဒီလိုနဲ့ဒီစကားဟာအကြီးကျယ်အောင်မြင်ခဲ့ပြီးတော့မှစင်ကာပူနိုင်ငံမှာပြည်သက်တွေအတွက်ပြသရတဲ့အခြေအနေတွေဖြစ်ခဲ့ပါတယ်။အရင်တုန်းကနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသကြရတဲ့ဆိုတာကရုပ်ရှင်အစည်းအရုံးကနေမှဦးဆောင်ပြီးတော့မှအစိုးရကနေဆိုရသွားတဲ့လိုမျိုးပုံစံပုံစံနဲ့ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ပိုပြီးတော့မှ commercially စီးပွားဖြစ်ပြသတဲ့ပုံစံမျိုးစင်ကာပူနိုင်ငံမှာမြန်မာနိုင်ငံသားတွေစင်ကာပူရောက်မြန်မာနိုင်ငံသားတွေပြသပေးနိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုတွေနဲ့တူ ိုင်းဆရာမဘုံညခင်ဟာမင်းသားမင်းသမီးတွေရဲ့ရုပ်ပုံတွေနဲ့အတူဝတ္ထုပြန်လဲထုတ်ဝေရတဲ့အထိအောင်မြင်မှုရရှိခဲ့တယ်လို့သူမရဲ့နောက်ပိုင်းဝတ္ထုတွေလည်းပို့ပို့ပြီးတော့မှကြော်ကြလာခဲ့ပါတယ်။တစ်ဖက်မှာလည်းအဆိုးကျော်ဆိုင်းဆိုင်းခန်းလိုက်ဟာအဆိုးဖက်ကိုဦးစားပေးပြီး DVD စကားတွေလောက်တာတစ်နှစ်ကိုတကားနှစ်ကားရိုက်ကူးတဲ့ဆိုင်းဆိုင်းခန်းလိုက်တော့လည်းဗီဒီယိုစကားတွေအများကြီးဆက်လက်ရိုက်ကူးဖို့ဖြစ်လာစေခဲ့ပါတယ်။ဗီဒီယိုနဲ့သက်မှုမြင့်တို့ရဲ့အနေထားလည်းပို့ပြီးတော့ခိုင်မာသွားပါတယ်။ နောက်ပြီးတော့ director Wine Corin လဲ Romance Drama ဆန်နဲ့နှလုံးသားဖြစ်ပြုလုပ်သည်နေစေရေစီတန်ရဲ့ကခြေတဲ့တို့ကိုစိတ်ချလက်ချယုံကြည်မှုရှိရှိရပ်ကူးနိုင်တဲ့အထိဖြစ်သွားခဲ့ပါတယ်။ကဲအာတန်ရဲ့အေဝါရဲ့တတရဲ့ဆွဲစကားကဝငွေရတော့ခိုင်မာအမြင်ခဲ့ပြီးသွားပြီ။ Academy အတွက်အမြင်နိုင်မလား? Romance စကားက Academy အတွက် အခြေအနေကောင်းပါမလား? ထူးခြားစွာနဲ့ပဲအာရန်ရဲ့အေးဝရဲ့တတ်တရဲ့ဆွဲစကားဟာအချစ်စကားစကားတစ်ခုနေနဲ့မင်းသားကောမင်းသမီးကောစုရတာဖြင့်အကောင်းဆုံးစကားစုကိုပါရရှိသွားခဲ့ပါတယ်အချစ်စကားနေနဲ့ရရှိတာဆိုတော့ထူးခြားတယ်လို့ကျွန်တော်ကတော့မှတ်ယူမိပါတယ်ရှေ့ပိုင်းမှာရတဲ့ငါသူတပားယောက်ျားမိန်မချဲစစ်မင်းအမိတ်နှုတ်ဖို့90ဆသာလိုက်မင်းမျောလင်းချင်းများစွာ ကျွတ်ကြတောင်ပန်ခတ်တန်းဆိုတဲ့စကားတွေဟာလူမှုရေးအကျိုးပြုသော၎င်းမြတ်တာတို့မိဘမြတ်တာတို့သမိုင်းကြောင်းတို့ဒါတွေနဲ့ညီချင်းမှုဆန်တွေ conservative ဖြစ်တဲ့ဆန်နှုံးတွေနဲ့ပိုကိုက်နေတဲ့စကားဖြစ်ပြီးတော့မှအာဒန်ရဲ့အေးဝရဲ့တတ်တာရဲ့ဆိုတဲ့စကားကတော့ဒေါသကလေစားချေတဲ့ဆက်ကွက်ပါပဲမြတ်တခြားသောမြန်မာအမျိုးသမီးတယောက်ရဲ့လူကြားထဲမှာအနှမ်းမခံတဲ့ ရင်ကျင်းမှုဆံကို Academy အကဲဖြတ်တွေကသဘောကျသွားဟန်တူပါတယ်ဒီလိုနဲ့ပဲ အချက်အသားပေးဒီဇနန်းဟာကောင်းဆုံးစကားစုကိုရယူနိုင်ခဲ့ပါတယ်ယုံတင်ပြီး6လ9လလောက်အကြာမှာ February လ9ရက်နေ့2022ခုနှစ်မှာကျင်းပတဲ့ Academy Paper မှာကောင်းဆုံးမျိုးသားဆက်ဆောင်စုနဲ့ကောင်းဆုံးမျိုးသမီးဆက်ဆောင်စုတို့ကိုတမမြင့်တဲ့ပြည်တူတို့ကရယူလိုက်နိုင်ခဲ့ကြပါတယ် တခုတော့လိုနေတယ်အကောင်းဆုံးစကားဆိုလည်းရတယ်ဒါပေမဲ့အကောင်းဆုံးဒါရိုက်တာဆိုမရဘူး2010ခုနှစ်တည်းပေးရတဲ့ Academy ပေးပွဲနီးလာတဲ့ခါမှဒါရိုက်တာဝိုင်းဟာ Academy ပေးပွဲနီးတာနဲ့ဖုန်းတွေကိုပိတ်ထားမယ် Academy ပေးပွဲလည်းတက်ချင်မှတက်မယ်ဆိုပြီးတော့မှ popular channel နဲ့ interview မှာဖြေဆိုခဲ့ပါတယ် ါဖြစ်လို့လဲကျွန်တော်တို့အပိုင်းနှစ်မှာဒီဟာကိုဆက်လက်ပြီးတော့မှတုံ့တက်ကြရအောင်ခုထိနားဆင်ပေးတဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်